လူတောင်ရဲ့အတွေ့ဟာသူ့ရဲ့ဘွားပါပဲတဲ့အတွေ့ဟာဆွမ်းအားရှိတယ်ကောင်းတာတွေတွေးတာများရင်ကောင်းတာတွေကိုပို့လို့ဖြစ်မယ်ကောင်းတာတွေပြောဖြစ်မယ်ကောင်းတဲ့အရာတွေနဲ့ကိုအချိန်ကုန်မှများတဲ့အခါမှာကောင်းတဲ့ကံကောင်းတဲ့အရာတွေပျော်ရွှင်မှုတွေကိုရမယ်ပျော်ရွှင်မှုတွေကိုရမယ်လုံနိုင်နေဆိုတဲ့ဆွမ်းအားခွန်အားတွေရမယ် positive energy တွေပြည့်နေနေမယ်မကောင်းတာတွေတွေးတာများရင်တော့မကောင်းတာတွေပို့လို့ဖြစ်မယ်မကောင်းတာပို့ပြောဖြစ်မယ် negative ဘက်ကိုရောက်စေတဲ့အတွေ့အကြုံတွေတာများလာတဲ့အခါမှာတိမ်ငယ်စိတ်တွေဝင်မယ်။ယုံကြည်မှုတွေလျှော့ကြမယ်။ခွန်အားတွေကုန်ခတ်မယ်။တလောကလုံးကိုကပဲအထီးကျန်ဆုံးကိုကပဲကံဆူဆုံးလို့တွေ့ရတဲ့အထိနှမိုးနေတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အတွေ့အကြုံကိုဂရုစိုက်ပါ။အတွေ့အကြုံကဆွမ်းအားရှိတယ်။ကိုယ်အတွင်းနဲ့ကိုကိုဘွားကိုနှမောအောင်လုပ်တဲ့သူမဖြစ်ပါစေနဲ့ကိုအတွင်းနဲ့ကိုကိုဘွားကိုတွတ်တဲ့မြင်မအောင်လုပ်တဲ့သူပဲဖြစ်ပါစေ ဟုတ်ကဲ့ပါရှင်။မွေးရတဲ့သူကိုလေးစားစွာနဲ့ credit ပေးပါရစေ။နောက်ဆက်အပေးမှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။